ိန္ဒိယနိုင်ငံကနတ်ဝင်စားတယ်လို့ယုံကြည်ကြတဲ့ထူးဆန်းကလေးငယ်အိန္ဒိယနိုင်ငံပန်ဂျပ်ပြည်နယ်ဂျလန္နာမြို့မှာနေထိုင်တဲ့ဗျန်ရှူလေးဟာသူ့ရဲ့ထူးခြားတဲ့ရုပ်ရည်သွင်ပြင်ကြောင့်ဒေသခံတွေရဲ့ကူးကွယ်မှုကိုခံနေရသူပါဗျန်ချူလို့ခေါ်တဲ့ဒီကလေးလေးဟာကြီးမားလာတဲ့နှစ်ဖူးပြင်အကြီးကြီးနဲ့ဂျင်းမြောင်းတဲ့မျက်လုံးတွေရှိရာကြောင့်ဟိန်းနူနဲ့ဖျားပါနာပတိရဲ့ပြန်လည်မွေးဖွားလာသူလို့ဒေသခံတွေကယုံကြည်ကြပါတယ်ဇယဝင်းတွေကတော့ဗျန်ချူလေးရဲ့ယောဂအခြေအနေကိုအတိအကျမသိကြသေးတဲ့အတွက်လေသူ့ရဲ့ထူးခြားတဲ့သွင်ပြင်ကပဲဒေသခံတွေအတွက်အရေးပါနေကြတော့မှာပဲ ဘရန်ရှူလီရဲ့မိသားစုကလည်းသူ့ကိုယူရဆိုင်ဆောင်ရှောက်ပေးပြီးသူရဲ့ဘာသာရေးယုံကြည်မှုအရဘရန်ရှူလီကိုပနာပတိနဲ့ဖခင်ရဲ့ကိုးပွားဖြစ်သတ်မှတ်ထားကြပါလိမ့်။ဒီဘရန်ရှူလီရဲ့ဖခင်ဖြစ်သူဟာသူ့သားကိုကူးဝဲဖို့အိမ်ရောက်လာတဲ့သူတွေကိုအိမ်ထဲအထိဝင်ဝင်မပြုတော့ဘဲအိမ်ပြင်မှာသာတွေးဆောင်ဝင်ပေးထားပါလိမ့်။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ထက်တနေ့ကိုးဝဲတဲ့သူတွေအများများလာလို့ပါပဲ။ဘရန်ရှူလီဟာသူ့စီကိုလာရောက်ကိုးဝဲကြတဲ့သူတွေကိုပျော်ရွှင်စွာနဲ့နှုတ်ဆက်လေးရှိပြီးသူကိုယ်ရင်ကလည်းပနာပတိနတ်ဖျားအဖြစ်သတ်မှတ်ခံရတော့သဘောကျပုံရပါလိမ့်။ ဘရန်ရှူးလေးဟာလမ်းကောင်းကောင်းမလျှောက်နိုင်တဲ့အပြင်သူ့ရဲ့ကိုခန္ဓာကြီးထွားမှုကလည်းပုံမှန်မဟုတ်ပါဘူး။ဒါပေမဲ့ဒေသခံတွေကတော့ဒါကိုအရေးမထားကြပါဘူး။သူတို့တို့ကတော့ဒီဘရန်ရှူးဆိုတဲ့ကောင်လေးဟာကံကောင်းခြင်းတွေကိုယူဆောင်လာပေးနိုင်တဲ့နတ်ဖျားတစ်ပါးဖြစ်ပေမှတ်ယူထားကြတာဖြစ်ပါလိမ့်။ဘရန်ရှူးလေးရဲ့အကြောင်းကဆရာရီနဲ့အကြောင်းဒီပေါ်တငယ်ချင်းတွေကလည်းဘရန်ရှူးကိုအယံခင်ကြပြီးဘသူမှသူ့ကိုမဆကြပါဘူး။လူတွေကသူ့ကိုနတ်ဖျားဖြစ်ယုံကြည်ကြဖို့အယံကိုယူသေးလေးစားနေကြပါလိမ့်။ဒါကြောင့်မို့ဘရန်ရှူးလေးဟာအယံကိုပျော်ရွှင်နေခဲ့ရတာပါ။ ဘရန်ရှူးဟာနေတိုင်းသူ့အိမ်ရှိမှထိုင်ဆောင်နေပြီးသူ့ကိုလာရောက်ကူးကွယ်သူတွေကိုကောင်းချီးပေးပါတယ်။သူ့ကိုလာရောက်ကူးကွယ်တဲ့သူတွေကလည်းလက်ဆောင်ပစ္စည်းတွေပြန်လည်လူတန်းလေးရှိပြီးသူတို့ရဲ့ဆုတောင်းတွေကိုပြောပြကြပါတယ်။ဘရန်ရှူးကတော့သူတို့ရဲ့ဆုတောင်းတွေကိုနားထောင်ပြီးပြန်ပြီးကောင်းချီးပေးလေရှိပါတယ်။ဘရန်ရှူးရဲ့အခြေအနေကဆေးပညာရှင်တွေနဲ့တိုင်းရင်းဆေးပညာရှင်တွေအနေနဲ့ဘလို့မှနားမလည်နိုင်တဲ့အခြေအနေဖြစ်ပြီးခင်မီစက်ကရီယာတွေနဲ့တေချာပေါင်းစမ်းသပ်မှသာသူ့ရဲ့ယောဂါကဘာလဲဆိုတာကိုသိရှိနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်းစိတ်မကောင်းစရာကပရန်ရှူလေးမှာဖြစ်နေတဲ့ယောဂါဟာဘာယောဂါရဲ့လို့အမိတက်လို့မရပဲစီးပညာရှင်တွေအတွက်ဒါဟာနားမလည်နိုင်စရာဖြစ်ပါလိမ့်။ဒါပေမဲ့ဒေသခံတွေနဲ့သူ့ကိုယုံကြည်ကိုးကွယ်တဲ့သူတွေကတော့ပရန်ရှူလေးရဲ့အခြေအနေဟာဆူတောင်းပြေးဖို့အတွက်ဖြစ်လာတဲ့အရာလို့လက်ခံယုံကြည်ကြပြီးသူ့ကိုကိုးကွယ်ကြပါလိမ့်။မိဘနှစ်ပါးဖြစ်သူဟာလည်းသူတို့ရဲ့သားလေးအခြေအနေကိုကြည့်ပြီးပျောက်ကင်းအောင်ကုသပေးခြင်းပဲမယ်လေ။သူဟာနတ်ဘုရားတစ်ပါးဝင်စားတယ်လို့ယုံကြည်မှုကြောင့်ပဲဆေးကန်းဆေးရုံကိုမှမပြဘဲအိမ်မှာပဲထားရှိတာဖြစ်ပါလိမ့်။ ဘိုးဘွယ်စီးကတ်တဲ့သူတွေလာရင်တောင်မှအိမ်ထဲကိုဘေးမွေမဲနဲ့အိမ်ပြင်ကိုသာပရန်ရှူးလေးကိုထွက်တွေ့စေတာပါဒါကိုကြည့်ချင်းအဖြစ်မိဘတွေကိုယ်တိုင်ဟာလဲပဲကလေးရဲ့အခုလိုအခြေအနေပေါ်မှာအခုသားဖို့အစီအစဉ်ထပ်စားလို့ရှိရင်ဘိုးဘွယ်ယုံကြည်မှုကိုဗန်းပြပြီးနေထိုင်မှုအတွက်ပဲအရေးထားကြတာဖြစ်ပါလိမ့်နောက်ပြီးတော့ဒီကောင်လေးနဲ့ပတ်သက်တဲ့နောက်ဆုံးရအချက်လက်တွေဟာလည်းပဲအခုချိန်ထိမရှိတော့ဘဲနဲ့လွန်ခဲ့တဲ့6နှစ်ဝန်းကျင်လောက်ကသူဟာအရန်နာမည်ကြီးအောင်မြင်ခဲ့တဲ့သူတစ်ယောက်ပါအိန္ဒိယဆိုရင်တော့ဖြင့်ကမ္ဘာမှာနတ်ဖျားကြီးအများကြီးရှိတဲ့နေရာမို့လို့ တို့ရှိကနတ်ဖျားတစ်ပါးဝင်စားရတဲ့ဆိုတဲ့ဒီကလေးလေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဟာလည်းပဲအပြင်ကိုအရန်ကြီးပေါက်ကြားလာခြင်းမရှိတော့ဘဲနဲ့တူတူသိသိသာထားရှိခဲ့တယ်လို့သိရပါပြီ။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုယူသားကနေပြီးတော့ဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်ပါလိမ့်။အစောနေ့ကြီးရှိသွားပြီတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။